GDP နော်2024ခုနှစ်မှာလာအိုရဲ့ GDP က16.5ဘီလီယံပဲရှိတယ်2024မှာလာအိုရဲ့ဘီလီယား GDP က16.5ဘီလီယံပဲရှိတယ်ကမ္ဘောဒီးယားက46.35ဘီလီယံပဲရှိတယ်2024မှာမြန်မာနိုင်ငံရဲ့ GDP 2024က94.38ဘီလီယံဖြစ်ပါတယ် အာဏာထိန်းထားတဲ့အချိန်မှာတော့တခြားနိုင်ငံတွေတဲ့ကိုယ့်ရဲ့အင်ဒီဂျင်းနိုင်ငံတွေတဲ့တာနေတယ်ဗျတာနေတယ်ဒါတော့ပြည်ရင်းမှနဇကကပြောတဲ့အချက်လည်းတော့မဟုတ်ဘူးနော်ပြည်ပကပြောတဲ့အချက်လည်းနော်ကူခဲ့တဲ့ကိုဝင်ကြည့်နော်ကူခဲ့တဲ့ကိုဝင်ကြည့်ပါပြီးလေ့လာပါတမတော်အစိုးရလက်ထက် GDP တက်သွားသလားကျသွားသလားအဲ့တော့ကဘာကြီးမှာနိုင်ငံတကာနိုင်ငံတိုးတက်ခြင်း ဆုပ်ယုပ်ခြင်းဒီ GDP နဲ့ပဲတိုင်းပါတယ် ဟုတ်ပြီနော်အဲ့တော့ယေရှုပြုပြီးတော့အဲ့ဒါလေးတွေကိုဝင်ရောက်လေ့လာကြပါလို့ကျွန်တော်မြတ်တာရက်ခံပါတယ်